one day I will tell you my story ကျွန်တော်ကငငယ်ကအဖေမရှိဘူးအမေနဲ့ဆိုတော့အဲ့လိုပတ်ဝန်းကျင်ကကျတော့ကျွန်တော်အဲ့လိုပေါ့စင်းရဲတော့ငွေဘောဆိုတဲ့နာမည်နဲ့နောက်နောက်ခေါ်တာပေါ့နောက်ကျောင်းနေရွယ်ရောက်တော့အမေကအဲပြည့်စုံအောင်မပြည့်စုံတော့ပြည့်စုံအောင်ဆိုပြီးတော့ချမ်းသာဆိုပြီးတော့ကျောင်းနာမည်မှဲ့ပေးလိုက်တာအသက်ကြီးလာတော့ငွေဘောနဲ့ချမ်းသာနဲ့အဲ့လိုနှစ်ခုပေါင်းလိုက်တာငွေဘောချမ်းသာဖြစ်သွားတယ် ပထမဆုံးစီးရအဲ့လိုတရုတ်ကားလေးဟာမားဆိုတဲ့ကားလေးအဲ့ကားလေးတော့မမတ်ရအဲ့လိုဟိုပါတယ်ဇီရဲထက်ကားမှာတော့အဲ့လိုဇက်ဝင်ငန်းဖြစ်တုံးမှုရအဲ့ကားလေးအဲ့အနန်းနဲ့စပြီးတော့အနန်းနဲ့ပေါင်းရတဲ့ဇလန်းကြောင်နောက်မှပြကြပါကျွန်တော်ဒီကားလောကနဲ့ရောက်လာတဲ့အချိန်မှာလဲကျွန်တော်ခံယူထားတာတခုတော့ရှိရအောင်ကျွန်တော်ဘာခံယူလားလဲဆိုတော့အဲကျွန်တော်လူရည်လဲတယ်လူမှုဆက်ဆံရေးကောင်းတယ်အဲလူလဲတော့ကျွန်တော်မကြောက်ဒီနေ့တော့ကားလေးတစ်စီး show out ပါခင်ဗျာ ဟိုရုပ်ရှင်ရရင်သာ dialogue မှားရင်မှားမယ်ဒီကားရောင်းဝယ်လောကမှာကြောင့်ကျွန်တော်အဲဆိုရှစ်ဆယ်ခွန်းပြောရင်ရှစ်ခွန်းလောက်တော့မှန်အောင်ပြောတယ်ကျန်တဲ့နှစ်ခွန်းကတော့အရောင်းဝယ်သမားဖြစ်တဲ့အတွက်အဲမှားကောင်းမှားမှားလန်တော့ဒါအတက်နိုင်ဆုံးတော့မှန်အောင်ပြောတယ်ပေါ့အာကျွန်တော်ကငငယ်ကအဖေမရှိဘူးအမေနဲ့ဆိုတော့အဆင်မပြေခြင်းများစွာနဲ့ပေါ့အဆင်မပြေခြင်းများစွာနဲ့ဆိုတော့အဲ့လိုပတ်ဝန်းကျင်ကကြတော့ကျွန်တော်အဲ့လိုပေါ့ဆင်းရဲတော့ ငွေဘောဆိုတဲ့နာမည်နဲ့နောက်နောက်ခေါ်တာပေါ့နောက်ခေါ်တော့အဲပတ်ဝန်းကျင်ကနောင်ရင်နောင်ရင်လည်းအိမ်မှာလည်းအဲ့လိုငွေဘောငွေဘောငွေဘောဆိုပြီးတော့နမိတ်ကောင်းအောင်ဆိုပြီးတော့ခေါ်တာပေါ့နောက်ကျောင်းနေရွယ်ရောက်တော့အမေကအဲပြည့်စုံအောင်မပြည့်စုံတော့ပြည့်စုံအောင်ဆိုပြီးတော့ချမ်းသာဆိုပြီးတော့ကျောင်းနာမည်မှဲ့ပေးလိုက်တာကျွန်တော်ကအဲတောက်ကြတာအမေချမ်းသာဆိုပြီးတော့ပေးလိုက်တာအမှန်တော့အမေကတော့စေတနာနဲ့ပေါ့အဆင်ပြေစေခြင်းလို့အဲ့ဒါနဲ့အခု အသက်ကြီးတာတော့ငွေဘောနဲ့ချမ်းသာနဲ့အဲ့လိုနှစ်ခုပေါင်းလိုက်တာငွေဘောချမ်းသာဖြစ်သွားတယ်အဲပထမအောင်ဆုံးစီးရအဲ့လိုတရုတ်ကားလေးဟာမားဆိုတဲ့ကားလေးအမှန်တော့အဲကျွန်တော်ကစီးကျင်တာစီးစီးမာကဟိုပါပေါ့ဟိုက်ချက်လောက်ဟိုက်ချက်လောက်ဝယ်ကျင်တာစစီးတော့ဟိုတိုက်ဒီတိုက်နဲ့ဆိုအဲ့ဒါဟိုကဒံယာလေးတွေကိုစတီကာနဲ့ဖိုင်ဖိုင်နဲ့ဒစီးတော့အဲ့ဒါစတီကာကားကြီးဖြစ်သွားတာ အဲ့ကားလေးတော့မမရရအဲ့လိုဟိုပါလေဖွေးဖွေးနဲ့လားမသိဘူးဖွေးဖွေးနဲ့ဇီရဲထက်ကားမှာတော့အဲ့လိုဇက်ဝင်ငန်းဖြစ်သုံးမှုရဲ့အဲ့ကားလေးအမှတ်တရအမှတ်တရရှိရဲ့အဲ့ကားလေးနဲနဲ့ကိစ္စတွေဟိုကိစ္စဒီကိစ္စတွေဟိုရောက်မှကြိုက်တာလောက်ကြနော်တော့ကြာကြရင်ခက်ခက်ချိုးအိမ်ကတိပြီးလိုက်လိုက်အားလုံးဂိမ်းနေဦးမယ်ရုပ်ရှင်လောကထဲမှာဆိုရင်ကျွန်တော်ရောင်းခဲ့မှုတဲ့ကားတွေတော့တော်တော်များတယ်ရုပ်ရှင်မင်းသားမင်းမိကားတွေပြောပြပါဦး ကိုနေတွေးကားရောင်းမှုတယ်ကောင်းပြေကားဆိုရင်3-4စီးလောက်ရောင်းမှုတယ်နောက်ဥညောင်ညောင်ရဲ့ကားတွေရောင်းမှုတယ်ကိုခင်လိုက်ကားတွေရောင်းပေးမှုတယ်ရောင်းပြီးတော့ကြပွဲသားလုပ်ခဲ့တာပေါ့အဲနောက်ဇဘူးထွန်းဥတက်လွင်ပေါ့ဆရာဥတက်လွင်ရဲ့ကားတွေလုပ်ခဲ့မှုတယ်အဲ့လိုပေါ့အဲကျွန်တော်ရောင်းနေတာတွေ့တဲ့အခါကျတော့ရောင်းပေးရောင်းပေးရောင်းပေးရောင်းရောင်းတယ်အဲ့လိုပေါ့အဲအယောင်းဝယ်လည်းဖြစ်တယ်ကျွန်တော်လည်းအဲ့ဒီလုပ်ငန်းလေးကလည်းအကျိုးပေးရလို့ပြောလို့ရမယ်ကျွန်တော်ပွဲသားလုပ်တယ်ဆိုပေမဲ့နှစ်ဦးနှစ်ဖက် ညှိနှိုင်းပေးလိုက်တဲ့အခါကျတော့အဆင်ပြေသွားတာတွေများတယ်အဲ့တော့အဲ့တော့တိတ်မကြွမ်းကျင်ဘူးမကြွမ်းကျင်တဲ့အချိန်တော့ကျွန်တော်ဒါအရောင်းခိုင်းကြတယ်အခုကြွမ်းကျင်သွားတော့ကျွန်တော်ဘယ်သူမှမရောင်းခိုင်းတော့ဘူး down my by and miss you go အဲ့လိုတော့မဆွန့်လွတ်ပါဘူးကျွန်တော်တို့ဒီအမှုအမှုပညာသမားရေလို့မဟုတ်ဘောတယုတ်ဆောင်ဆိုတော့လည်းဟိုဘိန်းစားလို့ပဲဆွဲနေတာပေါ့တခါကြီးကျရင်အိတ်နေရင်လည်းဟို item တွေလုံးဝလုံးနေတာဆိုတော့အာအခွင့်ရရင်တော့ အခွင့်အရေးလည်းရတယ်ကိုယ့်အတွက်လည်းအာလှုပ်ဖို့အချိန်ပေးလာပြီဆိုတော့ပြန်လှုပ်ဖြစ်မှာပေါ့ကျွန်တော်ဒီကားလောကထဲရောက်လာတဲ့အချိန်မှာလည်းကျွန်တော်ခံယူထားတာတခုတော့ရှိတာပေါ့ကျွန်တော်ဘာခံယူထားလဲဆိုတော့အဲကျွန်တော်လူရေးလဲတယ်လူမှုဆက်ဆံရေးကောင်းတယ်ဒါလူလေတော့ကျွန်တော်မကြောက်အဲအဲ့အဲ့လားလေးတခုနဲ့ကျွန်တော်ရက်တည်တာပေါ့ဒီကားလောကထဲမှာဆိုကျွန်တော်အဲရုပ်ရှင်လောကလို့မဟုတ်ဘူးเนาะကျွန်တော်ရုပ်ရှင်ကတော့ကျွန်တော်ရိုက်လာတဲ့တက်တန်းတစ်ချောင်းမှာဆိုဒါကျွန်တော်ဟို အဖေးမပေးကူညီပေးမဲ့လူတွေအများကြီးရှိတယ်ကျွန်တော်ဒီနေ့ဒီချိန်ပြန်ရိုက်မယ်ဆိုလဲအဲကျွန်တော်တွဲခေါ်မဲ့သူတွေရှိတယ်ပေါ့ကာလောကမှာဆိုရင်ဒါကျွန်တော်အဲစီနီယာတွေပေါ့စီနီယာတွေမှာကျွန်တော်သင်ခဲ့ရတဲ့ပညာတွေရှိတယ်အဲသူတို့ရဲ့သင်ပေးခဲ့တဲ့ပညာတွေတွဲခေါ်တဲ့ဟာတွေအဲဈေးပေါ့ဈေးဆိုရင်ဘယ်လိုဆိုရင်ဘယ်လောက်ဆိုရင်ဘယ်လိုရောင်းလို့ရတယ်ဆိုတာမျိုးတွေအာကာလောကမှာဆရာတွေကတော့အများကြီးပဲဒီနေ့တော့ကာလီတစ်စီးဆိုးအောင်ပါခင်ဗျာ အမှတ်တရတော့ဒါကျွန်တော်စီမှာကားဝယ်ဘူးတဲ့သူတွေလည်းရှိမယ်အဲကားမွယ်ဘူးတဲ့သူတွေလည်းရှိမယ်ကျွန်တော် ကားရောင်းဘူးတဲ့လူတွေလည်းရှိတယ်အဲကားမရောင်းဘူးတဲ့သူတွေလည်းရှိတယ်ပေါ့အဲအဓိကတော့ကျွန်တော်ကားရောင်းတဲ့သူရောကားဝယ်တဲ့လူရောစိတ်ချမ်းသာစေချင်တာပေါ့တခါကျတော့အာနင်တို့တရုတ်ဆောင်လောကတွေကလူမို့လို့မလျှော့တော့ဘူးဆိုတဲ့ဟာမျိုးလည်းကြုံမှုတယ်အဲပြန်ရောင်းတဲ့အခါမျိုးကြတော့လေအဲ့လိုပါပဲအာမင်းကားတွေအားပေးတယ်နော်ငါ့ကိုရှော့ပေးဦးဆိုတော့အာရှော့ပေးလိုက်ရတဲ့ကားတွေလည်းအများကြီးရှိတယ် ဟိုဟာရုပ်ရှင်ရရင်ဒါ dialogue မှားရင်မှားမယ်ဒီကားအယောင်းဝယ်လောကမှာတော့ကျွန်တော်အဲရှစ်၁၀ခွန်းပြောရင်ရှစ်ခွန်းတော့တော့မှန်အောင်ပြောတယ်ကျန်တဲ့နှခွန်းကတော့အယောင်းဝယ်သမားဖြစ်တဲ့အတွက်အဲမှားကောင်းမှားမှားနိုင်တော့ဒါအတက်နိုင်ဆုံးတော့မှန်အောင်ပြောတယ်ပေါ့နောက်တစ်ချိန်မှာကျွန်တော်တို့လမ်းမှာပြန်တွေ့တဲ့အခါကျရင်ရည်နိုင်ပြုံးနိုင်အောင်တော့ကျွန်တော်အတက်နိုင်ဆုံးကြိုးစားတယ်ဘာလို့ဆိုအဲကျွန်တော်ဒီကားတစ်စီးကိုဝယ်သွားတယ်အဲကျွန်တော်ဈေးနှိမ်ဝယ်သွားတယ်ဆိုရင်တစ်ချိန်မှာပြန်တွေ့ရင်အာဒီကောင်ငါးစီးကဈေးနှိမ်ဝယ်သွားတယ်ဆိုတော့အဲ့လို မရည်ပြမပြုံးပြနိုင်မဖြစ်အောင်ကျွန်တော်အတက်နိုင်ဆုံးတော့ပေါက်ဈေးတိုင်းဝယ်ပေးပါတယ်အဲဟိုပြန်ရောင်းတဲ့အခါမှာလည်းကျွန်တော်အမြန်ဆုံးအဓိကမဟုတ်ဘဲနဲ့အဆင်ပြေစေခြင်းနဲ့ဆန္ဒပဲနဲ့ပဲကျွန်တော်ပြန်ရောင်းပါတယ်ပြန်ရောင်းတဲ့အားလုံးစိတ်ချမ်းသာကြပါစေလို့ကျွန်တော်ပြောချင်ပါတယ်